ိမ့်မက်အသင်းကိုဒုတိယကြော့မှာအပြတ်သက်နိုင်ယူခဲ့ပြီးတော့စင်မီဖိုင်နယ်ကိုတက်သွားတဲ့စိတ်ကြီးရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းပေါ်တူဂီအသင်းနဲ့ဒိမ့်မက်အသင်းပွဲစဉ်ကိုမက်ရှလာ24ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်ပထမကြော့ပွဲစဉ်မှာတကူကူမရှိဆိုတဲ့ရလတ်နဲ့ရှုံးနေထတာဖြစ်တဲ့အတွက်ပေါ်တူဂီအသင်းကဒုတိယကြော့ပွဲစဉ်မှာတော့အကောင်းဆုံးလူစည်းင်းနဲ့ပြင်ဆင်ပြီးပွဲထလာတော့တွေ့ရတာပါပဲပွဲစပြီး6မိနစ်ကြာမှာပဲ ပေါ်တူဂီသင်းကပနတီကန်သွင်းမှုအတွက်ခွင့်ရရရှိခဲ့ပါတယ်။ဒီပနတီကိုခရစ်စတီယာနိုရိုနယ်ဒိုကအပိုင်ကန်သွင်းခဲ့ပေမဲ့ရှမိုက်ကယ်ဖမ်းမိခဲ့ပြီးတော့ဂိုးရဖို့ခွင့်ရတဲ့ဆုံးရှုံးသွားခဲ့ပါတယ်။ဝင်စားချိန်38မိနစ်မှာအန်ဒါဆန်ရဲ့ခေါင်းတိုက်ရှင်းထုတ်ရာကနေကိုကူးကိုသွင်းမိသွားတယ်လို့ဖြစ်သွားခဲ့ပြီးပေါ်တူဂီတို့ဦးဆောင်ကိုရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့နှစ်သင်းလုံးတိုက်စစ်ကစားပုံကြမ်းတမ်းလာတာဖြစ်တဲ့အတွက်အဝါကက်တွေပြုပြင်လာပါတော့တယ်။ပွဲကစားချိန်ဒုတိယပိုင်း56မိနစ်မှာတော့ခရစ်စတန်ဆန်ကအေဂရစ်ဆန်ရဲ့အဆစ်လုပ်ပေးမှုကနေခြေပါကိုပြန်လည်ရယူသွားပါတယ်။ပွဲကစားချိန်82မိနစ်မှာတော့ကျွန်တော်တို့ရဲ့အသက်ကြီးပေမဲ့မပြတ်စည်းသေးတဲ့ဂုတ်ကြီးရော်နယ်ဒိုရဲ့ဦးဆောင်ကိုထပ်မံသွင်းယူလိုက်ပါတယ်။ရော်နယ်ဒိုရဲ့ဂိုးအပီ၄မိနစ်မှာပဲအေဂရစ်ဆန်က ခြေပါကိုထပ်မံသွင်းယူလိုက်တဲ့အတွက်နှစ်ကြော်ပေါင်း3ကို2ကိုဆိုရဲရလက်ထွက်ပေါ်နေခဲ့ပါတယ်နှစ်ကြော်ပေါင်းရလက်ထွက်ပေါ်နေချိန်86မိနစ်မှာဖရန်စစ္စကိုကခြေပါကိုပေါ်တူဂီတက်သွင်းယူလိုက်ပါတယ်နှစ်ကြော်ပေါင်းရလက်တရေရလက်ဆိုရဲရလက်ထွက်ပေါ်နေရဖြစ်တဲ့အတွက်အချိန်မိုကစားခဲ့ရပြီးအချိန်မိုကစားပြီးမကြခင်မှာပဲဖရန်စစ္စကိုကပဲနောက်ထပ်ပေါ်တူဂီအတွက်ဦးဆောင်ကိုသွင်းယူခဲ့ပါတယ်နှစ်သင်းစလုံးအကြည့်နယ်ရှိခဲ့ပြီးပွဲကစားချိန်အချိန်မို115မိနစ်မှာတော့ရာမို့စ်ရဲ့ နိုင်သေးကြစီတဲ့ဂိုးကိုပေါ်တူဂီတွေသွင်းယူခဲ့ပါဗျ။ရာမိုးစ်ရဲ့ဂိုးကတော့ဒေးမတ်ကိုတိတ်ခတ်စီခဲ့ပါတော့တယ်။ပွဲပြီးမှာတော့နှစ်ကြော်ပေါင်းရလက်5-3ဆိုတဲ့ရလက်နဲ့ပေါ်တူဂီတို့ဆက်မီဖိုင်နယ်ကိုတက်သွားခဲ့ပြီးဒေးမတ်အသင်းကတော့နှုတ်ဆက်ထွက်ခွာသွားခဲ့ရပါဗျ။ဒါလေးကတော့ဒေးမတ်အသင်းနဲ့ပေါ်တူဂီအသင်းတို့ရဲ့နှစ်ကြော်ပေါင်းရလက်လေးကိုပွဲပြီး review လေးကိုလုပ်ပေးသွားတာဖြစ်ပါတယ်။ကြည့်ရှုသူအားလုံးကျေးဇူးများတင်ပါတယ်။